thank uh you -huh. င်္ဂလာပါရှင်ခစ်တဲ့သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲတွင်ပြင်းထန်နေတဲ့ကြာဖြူကိုတရုတ်ကြီးစားစစ်သားတွေရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းများရှင်ရာကြာဖြူမျိုးနဲ့မှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးရင်နောက်တရုတ်ကြီးစားစစ်သားတွေကြာဖြူကိုရရှိလာတယ်လို့သိရပါတယ်။စည်ရည်သတင်းတွေကိုလေ့လာသူဒေသခံတောင်းကသူတို့ကတရုတ်စစ်ဝင်ဆောင်နေမဟုတ်ပေမြန်မာစစ်တပ်ဝတ်ဆောင်နေဝတ်ပြီးအသွင်ပြောင်းပြီးပို့ထားတာစစ်တပ်ဘက်ကဝင်ကူပြီးအေအေကိုတိုက်ဖို့လားတရုတ်စီမံကိန်းတွေအတွက်လုံ 抖音主播，来来来，点赞啊！表爱主播。 စနိုက်ပါသမားတွေလည်းပါရင်လူတရင်ထွက်နေတယ်လို့ပြောပါရင်သူတို့ကိုကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်းချီဆိုင်တညောင်ရီရေတပ်ဌာနချုပ်နီးမှာအရခတ်တတော် A နဲ့စကောက်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားလာပြီးရဲ့နောက်ဖေဖော်ဝါရီနောက်ဆုံးပတ်ကကြောက်ဖြူကိုလေကြောင်းကတဆင်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီ29ရက်နေ့ကရန်ကုန်လေစိတ်ကနေတဆင်ကြောက်ဖြူကိုတရုတ်ကျင်းစာ25ရာကိုပို့ဆောင်ခဲ့တယ်လို့စကောက်စီနဲ့နှိစက်တဲ့အတိုင်းဝိုင်းကိုကိုကပြီးတရင်မှာဖော်ပြထားပါတယ်ဆက်လက်ပြီးစကောက်စီတပ်ဖွဲ့ဝင်18ဦးတင်ဆောင်ခဲ့ပြီးစကား20 ီကိုမီရှုံနိုင်ငံကလက်နက်နဲ့ခရင်အများပြားရရှိခဲ့တဲ့မုံရွာမန္တလေးလမ်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့တဲ့မုံရွာမန္တလေးလမ်းပိုင်းတိုက်ပွဲမှာစစ်တပ်ကခီးတယ်များနဲ့ခီးတယ်တင်ကားကိုတစားကန်လုပ်ပြီးတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်တအုပ်ပါဝင်ခီးတယ်သုံးဦးသေဆုံးခဲ့ရကြောင်းချုံမိုင်မန်းရင်းမပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မလလီယန်နေညနေ3:00မိနစ်ချိန်မုံရွာမျိုးတွင်မှထွက်လာတဲ့တံပြားကကစစ်ကားနှစ်စီးကိုမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာမဟာမိတ် ိတ်တော်လိုင်းတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့တံပြားကဂျမ်းမာကားကိုမိုင်းဆွဲတိုက်ခိုက်ရာအဆိုပါကားမှထွန်းရက်သွားပြီးဂျမ်းစစ်ကားတစ်စီးမှလည်းလက်နက်ခဲယံငယ်များနဲ့ပစ်ခတ်ခြင်းပြသစီခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးရနောက်တိုက်ပွဲအတွင်းချောင်းမြို့နယ်စိုက်ကွင်းရုံးနဲ့မြပလိုင်းစစ်တပ်အထိုင်စခန်းက120မမလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှအင်ဂျင်တပ်လေဒီများနဲ့လေကြောင်းပစ်ကူပေးခဲ့ကြောင်းသိရပါတယ်တိုက်ပွဲအတွင်းဒုတိယဗိုလ်တော်ဦးပါဝင်း18ဦးတင်ဆောင်ပြီးတော်လိုင်းတပ်ပေါင်းစုဘက်မှလည်းရဲဘော် တော်ဦးတရန်ရရှိကြောင်းစစ်ကားနှစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး ME1 လေးလက် ME3 တလက် ME11 တလက် G3 တလက် G1 တလက်60မမစင်ပြောင်းတလက်40မမစုံလဲတလက်ကြီးပေါမျိုးစုံ22ပေါင်ရရှိခဲ့ကြောင်းသိရပါတယ်။အစိုးမတိုက်ပွဲအတွင်စစ်ကူစစ်သားများကခီးတဲ့တင်ကားများနဲ့လိုက်ပါပြီးခီးတဲ့များကိုတစားကန်ဖြင့်တိုက်ပွဲအတွင်အုံပြုခဲ့ကြောင်းတော်လိုင်းတများကခဲထုတ်ခဲ့တဲ့ခီးတဲ့များနဲ့မှခီးတဲ့သုံးမှစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတိုက်ဆုံခဲ့ကြောင်းသိရပါတယ်။တိုက်ဆုံခဲ့ ဲ့တဲ့အရက်သားတွေကတက်ကတစားကန်လောက်တာပါစစ်သားတွေကခီးတဲ့တင်ကားတွေနဲ့လိုက်လာတယ်ကျွန်တော်တို့ကခီးတဲ့တင်ကားတွေပေါ်မှာတက်စစ်ပြီးပြည်သူတွေကိုတွေ့လို့ကဲထုံလာတာအဲ့ဒီချိန်မှာမြပလင်းအထိုင်းစကန်ကနေလက်နက်ကြီးတွေနဲ့ပြတ်တဲ့အဲ့ဒီမှာအထိမှန်တိဆုံကုန်နေကျန်နေခီးတဲ့ရက်သားတချို့ကိုကားပေါ်ကနေတိုက်ပွဲအေရိယာပြင်ပတ်ကိုထုတ်ပြင်းခဲ့တယ်လို့ချုံမိုင်မိုင်ရှင်းမဲ့ပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါတယ် စတန်ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆောက်သူပြည်သူသုံးဦးမှာအသက်50ကျော်အရွယ်မျိုးသမီးတအုပ်နဲ့မုံရွာမျိုးမှာအသက်28နှစ်အရွယ်မေတရပီဦးနဲ့အသက်3နှစ်အရွယ်မက်ခီယန်ထတ်တို့ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ လောက်ကိုင်းမှာ MNDA ထံကိုလက်နက်ချအညာခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်းဦးကိုစစ်ဌာနချုပ်နေရာအတီးတကြမရှိရဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ဌာနချုပ်ရဲ့တိုင်မိုးအစ်ဖြစ်ခန့်အတဲအကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းလောက်ကိုင်းမှာ MNDA ထံကိုလက်နက်ချအညာခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်းဦးကိုစစ်ဌာနချုပ်နေရာအတီးတကြမရှိရဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်မိုးအစ်ဖြစ်ခန့်လိုက်ကြောင်းစစ်တပ်တရင်အရှင်မြစ်ကိုကိုကားပြီး CDN ဗိုလ်ကြီးစင်ရောကပြောပါရယ်။ 2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေတာကုကဲမှုစစ်ဌာနချုပ်ဒါကစာကိုတင်ပိုင်ခဲ့စဉ် MS4 စစ်စင်ကုကဲမှုဌာနချုပ်မှစစ်စင်ကုကဲရေးမှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးချုပ်အေမင်ဦးမှာဒေတာကုကဲမှုစစ်ဌာနချုပ်လောက်ကင်ဒေတာကုကဲရေးမှုဗိုလ်မှူးချုပ်မူကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးဖွဲ့ခိတ္တဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်တမ55ဌာနချုပ်မှဗိုလ်မှူးချုပ်စောမျိုးဝင်း MS4 စစ်စင်ကုကဲမှုဌာနချုပ်စစ်စင်ကုကဲရေးမှုဗိုလ်မှူးချုပ်အောင်စောလင် MS6 စစ်စင်ကုကဲမှုဌာနချုပ်စစ်စင် င်ကိုကရင်မူပုံမှုချုပ်တော်စင်ဦးလိုနဲ့အတူလက်နက်ချအညာခံခဲ့သူဖြစ်ပါတယ်လာရှုမျိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂုတ်လအတွင်းဆုံးရှုံးခဲ့ပြီးရဲ့နောက်စစ်ကောင်စီကတရံမျိုးကိုအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်မူအဖြစ်ဘူချုပ်ကြောင့်မြင့်ထုံးကိုခန့်အပ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ရမခတိုင်မူ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကကြားဖြန့်တရုတ်ငွေလင်ခိုင်များထံမှငွေကြေးသိမ်းထောင်ကြီးလက်ယူမှုနဲ့စစ်ကောင်စီကရာထူးမှဖဲစည်းလိုက်ပြီးတဲ့နောက်ဗိုလ်မှူးချုပ်အေမင်ဦးကိုရာမခတိုင်မှုတန်ရန်တဲ့ဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့ကြောင်းသိရပါတယ်။ အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကတိုင်မှုများကိုခံထားရမှာစစ်တပ်ကတူစဉ်တေစာကောအလုတ်တင်ဘုဒ္ဓနံကျောင်းစင်များကိုအရေးအတွက်တူညီစွာမျှခံထားပြီးသွေးခွဲမှုတွေနဲ့အချင်းချင်းကြားပြန်လည်စောင့်ကြည့်စဉ်က၎င်းတို့တစ္ဆာခံစေဖို့လှုံ့ဆော်နေကြစီဒီအမ်ဖိုကြီးစင်ရုံနဲ့တက်တဲ့ရင်းမြစ်တွေကတုံသက်ပြောဆိုပါရင်ဆက်လက်ပြီးမြင်းချံမျိုးနယ်မှာစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုထိခိုက်ဒေဆုံးမှုများပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းကျံမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်သားပြူစောတိများထိခိုက်သေးဆုံးမှုများပြားကြောင်းနဂနီပြောက်ကြားတပ်ဖွဲ့မြင်းကျံမှတာဝန်ရှိသူတအုပ်ကပြောပါရယ်မလာတရဲမနက်၈နာရီမိနစ်30ကမြင်းကျံမြို့နယ်လေတိကျေးရွာမြောက်ဖက်မှာ PDF တပ်ဖွဲ့ဝင်တွေကဗန်ကားတစ်ခုတိစောက်ပြီးစစ်မျိုးကရမြင်းကျံမြို့ပြူစောတိကောင်းဆောင်တီတာရှုမွန်ပါအင်အား90ခန်းနဲ့စစ်ကြောင်းတို့ရောက်ရှိလာပြီးအဲဒီဂိတ်ကိုဖျက်ဆီးခဲ့ကြောင်း အဲ့လိုကိစ္စကံဖြက်စီးနေစဉ်နောက်ပိုင်းမှာအလင်းငိုင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားပြူစောတီများတိခိုက်တိဆောင်မှုများပြီးစစ်ကူခေါ်ခဲ့ကြောင်းသိရပါတယ်။မြင်းချံဘက်ကနေလက်တစ်ကပြူရင်းနဲ့ပေါင်ပြီးခြေလင်းစစ်ကြောင်းထိုးလာတာလမ်းမာ PDF ဖွဲ့တွေမဟာမိတ်ဖွဲ့တွေနဲ့ခြားထားတဲ့ဂိတ်ပေါ်သူတို့ကအဲ့ဒီဂိတ်ကိုလာပြီးတော့ပြစ်ဖို့ခြေလင်းစစ်ကြောင်းထိုးလာတာအဲ့ဒီဂိတ်ကအယောင်ပြထားလိုက်တာစစ်မြူတဲ့သဘောသူတို့ကအဲ့ဒီဂိတ်ကိုပဲမဲနေတဲ့အချိန်ကကျွန်တော်တို့ကနောက်ကနေနောက်ပိုးဝင်တိတ်တာပေါ့ဒီတိုက်ပွဲကလက်တစ်မြောက်ဖက်နားမှာပေါ့စခရီအထိနာတယ် လမ်းပေါ်မှာတင်သွေးအိုင်နေသွေးခွက်တွေကျန်ခဲ့တာ ူတို့အထိနာတော့တန်ချက်ကကားနှစ်စင်းကိုတက်ကူလှမ်းခွန်တော့တာပေါ့တန်ချက်ကကားပေါ်ကနေငကြင်းမီနဲ့ပြက်တာအဲ့ဒီမှာငကြင်းမီပြက်တဲ့သူတွေသွားပြီးတော့တန်ချက်ကကားလည်းပြန်ဆုတ်သွားတယ်ထိခိုက်တိစုံမှုကတော့တော်တော်များများဖြစ်တယ်ထိခိုက်တိစုံမှုကတိတိကျကျတော့ပြောလို့မရဘူးတော်တော်များတယ်လို့တော့သိရတယ်နောက်ပိုင်းဖော်ကနေပြန်ကောက်တင်သွားတာကျွန်တော်တို့ဘက်ကအနာအထိကတ်လို့မရလို့ပြန်ဆုတ်ခဲ့ရတာဆိုတော့အတိအကျမသိရတော့လေချောင်းဖြစ်ကူကလည်း၅ချိန်၆ချိန်တက်မနေဘုံသီးပြီနဲ့ကျင်းတယ်ရော့ကတ်တီနဲ့လည်းပြက်တယ်လို့နဂနီပြောက်ကြားတပ်ဖွဲ့မြင်းချမ်းမှတာဝန်ရှိသူတအုပ်ကပြောပါရတယ် being အဲဒီနောက်မလနဲ့ရဲ့မြင်းချံမျိုးနဲ့လေတိကျေးရွာရှိဖြူစော်ဒီစကန်ကိုဝင်ရောက်တိုက်ခိုက်ဖို့ချင်းကပ်နေစဉ်မြင်းချံမျိုးမှထွက်လာတဲ့စစ်ကား၃စီးနဲ့ရုတ်တရက်ဝင်လာတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှေ့ဆုံးကားပေါ်ပါစစ်သားများပြားထိခိုက်သေးဆုံးပြီးမြင်းချံမျိုးမှခြေလင်းစစ်ကြောင်းနဲ့စစ်ကွင်ရများပြားရောက်ရှိလာခဲ့ကြောင်းဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။လေတိပြူထိုင်စကန်ကိုဝင်တိုက်မယ်ဆိုပြီးတော့သွားတာအဲ့လိုသွားတဲ့အချိန်မှာမြို့ပေါ်ကနေရုတ်တရက်ကား၃စီးထွက်လာတာကျွန်တော်တို့စောင့်နေတဲ့နေရာနဲ့တဲတဲ့ဝင်တို့တော့တဲတဲ့ချင်းကား ထမအောင်ဆုံးကားကတော့ဘာမှကိုပြန်မပြင်နိုင်ဘူးကားပေါ်ကနေပြီးတော့ဆင်းပြေးတဲ့သူတွေကပြင်းနေတော်တော်လေးကိုထိနာတယ်အဲ့လိုတိုက်ခိုက်ခံရတော့နောက်ကားတွေလည်းပြန်ဆုတ်ပြေးတာပြီးတော့လေချောင်းကနေပြစ်ကူလာတယ်ဘုံသီးနှလုံးကျင်းချတယ်ပြီးတော့ရော့ကက်ပြတ်တယ်အဲ့ဒီနေရာမြင်းချက်မျိုးနဲ့လည်းကတ်နေတော့ဖြူစခန်းနဲ့လည်းအရန်နီးနေတော့စစ်ကူလာမယ်ဆိုရင်မြန်တဲ့အတွက်ပြန်ဆုတ်ခဲ့ရတာထိခိုက်ဒေဆုံးမှုကတော့များနိုင်နေအရှိအတွက်ကအတိအကျမသိရတာလို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းချက်မှာတာဝန်ရှိသူတအုပ်ကရှင်းပြပါရယ် အဲ့လိုတိုက်ခိုက်ခံရပြီးရနောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လာပြီးမိနစ်30ခန့်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့တိုက်ပွဲဖြစ်ပွားနေရကိုပုံကျဲတိုက်ခိုက်တာကြောင့်ဒါပြင်မြေပြင်မှာဝင်ရောက်လာတဲ့စစ်ကြောင်းကလည်းကြောက်ပြုတ်ကြီးရွာကိုဝင်ရောက်မိရှို့သွားကြောင်းသိရပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုတွေကိုငကနီပြောင်ကြားတပ်ဖွဲ့နဲ့မြင်းကြံမျိုးနဲ့မဟာမိတ်တပ်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။